ထိုင်းစံတော်ချိန်12နာရီ24မိနစ်မှာကျွန်တော်ချင်းမိုင်ကိုကျွန်တော်ကျွန်တော်ညီတယောက်နဲ့ဖုံးဆက်နေတဲ့အချိန်မှာငလင်ထုတ်တဲ့အကိုရေးဆိုအဲ့ရနှုတ်တဲ့អော်တဲ့အတန်ကဖုံးနေရတာတော်တော်စူးញံကြားခဲ့ရတယ်အခုဒီက12နာရီ26မှာကျွန်တော်ဒီဗီဒီယိုရိုက်ဖို့လုပ်နေတဲ့အချိန်မှာအော်ငလင်လှုပ်တယ်ပေါ့နော်အခြားအကြောင်းလည်းပြောမလို့ကျွန်တော်ထိုင်နေတဲ့မဟာဆိုင်မှာပါတိုက်ကြီးကရေရေရေခွလှုပ်လာတော့ကိုကိုတိုင်းနဲ့ဒီငလင်လှုပ်တာကိုခံစားရတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ကငလင်လှုပ်တာကိုကောက်ကောက်ခံစားမှုတွေဒါအခုထိုင်းမှာလှုပ်တယ်ဆိုတာက ဘာမှမရှိပါဘူးကျွန်တော်တို့2003ခုနှစ်ကမြန်မာပြည်မှာနှုတ်ခဲ့တဲ့အချိန်မှာမြေကြီးတွေသူတို့မြောင်းလိုက်ပွဲပြီးတော့ဟိုးအောက်ရေတောင်ထွက်ပြီးတော့နော်လူတွေတရက်နဲ့မူးတဲ့အနေအထားတွေကျွန်တော်တို့ငလျင်တန်းအောင်ခံစားခဲ့ဘူးပါတယ်ဒါကြောင့်မလို့ငလျင်ရတော်ကြောက်ဖို့ကောင်းပါလားဟိုထိုင်းနိုင်ငံမှာဒါငလျင်ရပထမဦးဆုံးနှုတ်တယ်လို့တော့ပြောလို့ရမှာမသိထိုင်းနိုင်ငံမှာနေတာကြာပြီတခါမှငလျင်နှုတ်တယ်ဆိုတာမရှိဘူးအဲ့တော့ဒီဗီဒီယိုရိုက်တာတပြည့်မဟုတ်ထိုင်းနိုင်ငံနဲ့ပတ်သက်လို့လက်ရှိကျွန်တော်ထိုင်းနိုင်ငံမှာရောက်နေတဲ့ရွှေပြောင်းအလုတ်တမားတွေ နှစ်ချက်ခံတည်နေတယ်အဲ့ဒါဘာလဲဆိုတော့ MOU နဲ့တက်လာတယ်တက်လာတဲ့အချိန်မှာဘန်စာအုပ်တွေကို agent တွေသူ agent တွေမဟုတ် agent တိုင်းကိုပြောတာမဟုတ်ဘူးเนาะဘန်စာအုပ်တယောက်ကိုနှစ်အုပ်နှစ်အုပ်လုပ်တယ်ပြီးရင်ဒီလူပိုင်ရှင်ကိုတအုပ်ပေးတယ်ဂျန်တဲ့တအုပ်ကိုထောက်ထောင်နဲ့ရောင်းစားတယ်အဲ့ဒါဗမာကော့တုံးလဲဆိုလို့ကြားဖြန့်နေမှာတုံးတယ်အဲ့တော့တကယ်ကဌာနဆိုင်ရာကြီးရဲ့လိုက်လို့ဖမ်းခံထိတဲ့အချိန်မှာဘာဖြစ်လာလဲဆိုလို့ရှိရင် အဲ့ဒီဘန်ဖွင့်ထားတဲ့အလုတ်ဓမာအလုတ်ယုံတွေကနေဘူမတိဘာမတိနဲ့ဖမ်းကန်ထိတဲ့အနေအထားဖြစ်ကုန်ဆိုတော့အဲ့လိုလောက်ရမျိုးတွေကိုလက်ရှိထိုင်းနိုင်ငံမှာလောက်ခံထိနေတဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့ဟိုနေ့ကဝါစီယာပီအက်ချ်အစည်းအဝေးမှာတော့ကြားတိခဲ့ရအဲ့တော့ဒါတွေကိုဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့ဒီထိုင်းနိုင်ငံအထူးသဖြင့်ထိုင်းနိုင်ငံမှာဖြစ်ဘယ်နိုင်ငံမှာမှဖြစ်ဖြစ်ကျွန်တော်တို့ကိုယ့်ရဲ့ passport တွေ ID card တွေပြီးလို့ရှိရင်ဒီဘန်စာအုပ်တွေဘန်ဖွင့်တဲ့အချက်လက်တွေကိုကဘန်ဖွင့်မယ်ဆိုလို့ရှိရင်ဘန်ဘဏ္ဍဖွင့်ဘဏ္ဍအစာအုပ်ဖွင့်တာနဲ့ကိုယ့် agent က ဘယ်သူ့ကိုမှမပေးဖို့အရေးကြီးတယ်ဆိုတာကိုလူတိုင်းသိထားဖို့လိုအပ်တယ်အခုခေတ်မှာမျိုးစုံလိမ့်တယ်ဘယ်လောက်ထိလိမ့်တယ်ဆိုတော့အခုဘန်စလစ်တရွတ်ကို ChatGPT နဲ့ minute by minute လောက်ပဲလို့ရတယ်ဒီလိမ့်လည်းမှုတွေကကျွန်တော်တို့တော်လှန်ရေးဘက်မှာတော့လာပြီးတော့လိမ့်နာကိုခံခဲ့ရတယ်အဲ့တော့ကြည့်လိုက်ရင်ဘန်စလစ်ပဲဝင်ထားတဲ့အချိန်စနစ်တကျအတိအကျပဲဒါပေမဲ့လို့အဲ့ဒီဘန်စလစ်ကအတုကိုယ့်ရဲ့ဘန်ထဲကိုငွေအမောက်ကဝင်မလာဘူး တော့ကိုကဘန်မောက်ငွေမောက်ကိုဝင်မစစ်မဲနဲ့ဘန်စလစ်ကိုပဲကြိလိုက်မယ်ဆိုရင်တွားပြီကျိန်းနေတယ်နောက်တစ်ခုကသူတို့ကဘာပြန်လုပ်လဲအာငွေဝင်မလာဘူးဆိုရင်သူတို့ကစလစ်တောင်ထုတ်ပေးသေးတယ်ဘန်အဲစတိတ်မန့်ဘန်စတိတ်မန့်ကိုထပ်ထုတ်ပေးတယ်အာသူတို့ဘယ်နည်းဘယ်ရက်ကဝထောက်ရတဲ့ငွေတမာရှိတဲ့စတိတ်မန့်ထုတ်ပေးတယ်ဒါပေမဲ့စတိတ်မန့်ထုတ်တဲ့အချိန်မှာကိုဘန်တဲ့ကိုလုံးဝငွေရမရောက်တော့အဲ့တော့အဲ့လိုမျိုးလွှဲလာတဲ့ဒူဆိုလို့ရှိရင်တိတိကျကျလိုက်ပါမိအောင်ဖမ်းပါ ကျင်းနေပါတယ်အဲ့ဒါလူလိမ့်မှာနော်ကိုပန်တဲ့ငွေဝင်တာကိုသူကဘန်စလစ်ပေးတယ်ပြီးလို့ရှိရင် statement တွေမှာထပ်ပေးတယ်ဟောတော့သူကအတင်ချာပြောလိုက်မယ်နော်အဲ့ဒါလို့ပြောလာမယ်ဆိုရင်အဲ့ဒါလူလိမ့်မှာလက်ရှိကြားပြန့်နဲ့ပေါင်းပြီးတော့အဲ့လိုမျိုးတွေလိုက်လိမ့်နေတာနေရာတိုင်းမှာဖြစ်ပေါ်နေတယ်ကြားပြန့်နဲ့မဟုတ်ဘောင်းဆိုတော့ဘန်စလစ်တဲ့ရွက်ကို ChatGPT နဲ့ minute by minute လုပ်လို့ရတယ်လမ်းဘေးမှာနေတဲ့ကောင်လုံးဖုန်းကလုံးနဲ့လုပ်လို့ရတယ်အနေထားဖြစ်နေတာဖြစ်တဲ့အတွက်ဘန်နေနဲ့ပတ်သက်လို့ငွေအဝင်အထွက်မှာဘန်တွေကိုရောက်လာလားမရောက်လာလားတတိယစစ်ပါ เนาะနောက်တစ်ခုကအရေးကြီးဆုံးကတော့ကိုယ့်ရဲ့ဘန်တွေကိုအခြားဘယ်သူ့ကိုမှမပေးမိပါစေနဲ့ပေးလိုက်တာနဲ့အဲ့ဒီပေးလိုက်တဲ့လူကတလွဲသွားလောက်လိုက်မယ်လိန်လိုက်မယ်ဆိုလို့ရှိရင်လိန်တဲ့လူကိုထိမှနောက်မှထိမှအရေးဦးဆုံးဒီဒီဘန်ဖွင့်ထားတဲ့အချက်လက်ပိုင်းရှင်တွေဘယ်သူလဲဘယ် password နံပါတ်တွေဖွင့်ထားလဲနော်ဘယ်ဘန်မှဖွင့်ထားလဲအဲ့ဒီလူတွေဘယ်မှာရှိတယ်သူ့ရဲ့ web page ကဘာလဲသူ့ရဲ့တထေးကဘာလဲသူ့ရဲ့လုပ်ငန်းကဘာလဲစသဖြင့်ဟုတ်တယ်မဒါမျိုးတွေဖြစ်တာတော့ဒီ နန်းဗီဇာတွေနဲ့ဝင်လာတဲ့နော် business visa နဲ့ဝင်လာတဲ့လုပ်ငန်းရှင်တွေကတော့သူတို့ရဲ့ passport တွေကိုသူတို့မဖြစ်တဲ့အတွက်တိတ်ပြီးတော့ဟိုပြဿနာတော့မရှိဘူးအဓိကပါလေကျွန်တော်တို့အောက်အခြေခံအလုပ်သမားတွေအခြေခံအလုပ်သမားတွေထိုင်းကိုရောက်လာတဲ့အထူးသဖြင့် MOU သမားတွေ MOU သမားတွေဆိုတာအခုမှမြန်မာပြည်ကတက်လာတယ်ဘူမရီဘာမရီထိုင်းနိုင်ငံအရေးလေဘာမှမတည်ဘူးထိုင်းနိုင်ငံကဟိုအကြောင်းအရာနဲ့ဘာမှမတည်အောင်သူတို့မှာမြန်မာပြည်ကပုံစံတိုင်းတက်လာနော်ဟိုတလောကဟိုမှာအဆောင်မှာမြန်မာပြည်ကတက်လာ၃ရက်ပဲရှိသေးတယ် နော်မင်းလေးရေချိုးနေတဲ့ရေချိုးခန်းသွားပြီးတော့ဗီဒီယိုခိုးရိုက်မြန်မာပြည်စောက်ကျင်မျိုးအောင်မေးလို့အာနောက်ပြီးတော့ဘာဖြစ်လဲစောက်ွက်ထိုးခန်းထိတော့သွေးဖောက်ရတာပေါ့ဟုတ်တယ်မလားသူတို့ထင်တာမြန်မာပြည်သူအောင်မေးလို့ထိုင်းနိုင်ငံမှာကောင်းတာတွေလည်းရှိတယ်လို့ဆိုးတာတွေလည်းရှိတယ်ဒါအခုနောက်ပိုင်းဆိုရင်တော်တော်ကိုပြောင်းလဲလာလို့အရင်ကိစ္စဆိုရင်လမ်းကွက်ကို၆ဝန်းအောင်ခေါ်ရိုက်ခန့်ထိတဲ့အနေအထားရှိခဲ့နော်သူအုပ်စုတဲ့သူမြန်မာပြည်သားချင်းတူတာတောင်မှတဝဲဆိုတဝဲမွန်ဆိုမွန်ကရင်ဆိုကရင်ရခိုင်ဆိုရခိုင် နော်ဘိတ်ဆိုဘိတ်အဲ့လိုမျိုးကိုချင်းချင်းပြောရရင်တော့သူ့အုပ်စုနဲ့သူနေပြီးတော့ဒီလိုမျိုးစိုးဝါခဲ့တဲ့အနေအထားတွေတောင်ရှိခဲ့တယ်။ဒါပေမဲ့အခုခေတ်ကျတော့အဲ့လိုမျိုးအချင်းချင်းရိုက်တဲ့ပုတ်တဲ့ကိစ္စတွေကပျောက်လာပြီးတော့ဘာဖြစ်လာလဲဆိုတော့တို့လိန်လယ်မှုတွေကများလာတယ်။အဲ့တော့ဒီရွှေတောင်းလောက်သားတွေအနေနဲ့ကျွန်တော်တို့ညီကောင်မောင်နှမတွေအားလုံးတိထားကမှာကကိုဟာကိုအားကိုကိုမဲ့ရမယ့်အနေအထားအဲ့ဒါကိုယ့်ရဲ့ passport တွေနော်ပေးချင်တယ်မပေးပါနဲ့ ပတ်စပို့ဆိုတာကတခါတည်းကျွန်တော်တို့အဲ့ပြဿနာအမြဲဖြင်းရှင်းပေးရတယ်နော်ကိုယ့်ရဲ့ပတ်စပို့ကိုတစ်ထည်အောင်တိမ့်နိုင်ဝင်မရှိဘူးတစ်ထည်တိမ့်ထားမယ်ဆိုရင်ဘာကြောင့်တိမ့်ထားတာလဲပြောပိုင်ဝင်ရှိတယ်ကိုယ့်ရဲ့တက်ဒီအထောက်ထားပတ်စပို့တို့နော်ပန်းရောင်ကတ်တို့ CI တို့စတဲ့ဖြင့်ဒီနေထိုင်ခွင့်အလုံးလုံးကန်ခွင့်အထောက်ထားတွေကိုတစ်ထည်ကယူပြီးတော့တိမ့်ထားပိုင်ခွင့်လုံးဝမရှိပါဘူးဒါကိုအားလုံးတိဖို့လိုအပ်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ဘန်နေနော်ဘန်ကိုခင်လို့မင်းလို့ဘဒုက္ခမမပြောအေးအခု တာသမီးကဗန်ဖွင့်ထားတဲ့ဒီဗန်ကိုမအေးဘူးမိဘတွေကိုပေးသုံးထားတယ်မိဘကဗန်ဖွင့်ထားတယ်တာသမီးကိုပေးသုံးထားတယ်ညီကိုမောင်နှမအချင်းပေးသုံးထားတယ်ဒါမျိုးကိုအာမခံနိုင်တဲ့လူဆိုရင်တော့ပြက်တနာမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့ကိုဖွင့်တဲ့ဗန်ကိုဒဇိန်ကိုဘယ်တုကိုမှမပေးပါနဲ့မရောစားပါနဲ့နော်ပတ်စံမရှိလို့မင်းဗန်ကိုငါတထောင်းနဲ့ဝယ်မယ်ဟာဗန်စားအုပ်ကြီးငါတထောင်းရအောင်သွားရောင်းမရောင်းမလိုက်နဲ့ထောင်ထဲဝယ်ရမှာနော်အဲ့ဒီဖြစ်လာမှအာဟိုလူကဲပါဒီလူကဲပါဘာလို့မပြောလို့မရဘူးအဲ့တော့လောလောဆယ် ဖြစ်နေတဲ့ဟာဈေးကွက်က6000ပေါက်နေတယ်ကြားတယ်ဘန်ဆောင်တအုပ်ကိုနော်အဲ့ဒါ6000မဟုတ်6000နဲ့ရောင်းလို့ရတယ်ပိစံမဟုတ်ဆိုတော့ခေါင်းထဲကိုထည့်ထားကြဖို့လိုအပ်တယ်ပြည်တနာဖြစ်တာမှဟိုလူကဲပါဒီလူကဲပါဆိုရင်ဘာမှလုပ်လို့မရအခုလိန်တဲ့လူပြန်တအားပေါနေတယ်ဒါကြောင့်မလို့လုပ်ငန်းရှင်တွေဒီကျွန်တော်မြန်မာလုပ်ငန်းရှင်တွေအပါဝင်လက်ရှိထိုင်းမှာငွေကြေးတီဘန်နေနဲ့လေပတ်တဲ့လူတွေလုံးဝလုံးဝတတိထားပါဘန်စလစ်တွေ့ုံနဲ့ငွေကိုလက်မခံပါနဲ့ဝင်လာတဲ့ဘန်စလစ်ကိုကိုယ်ဘန်တွေကိုဝင်မဝင်ကို တည်တည်ဆက်ဆက်စီစစ်ပြီးမှလက်ခံပါเนาะအရန်အရေးကြီးပဲဟုတ်ထိုင်းနိုင်ငံမှာဒီဖြစ်ပေါ်နေတဲ့ဒီကြားပြန့်ကိစ္စနဲ့ဆက်ရေးရကိစ္စတွေမှာဒီထိုင်းဘက်ကလည်း cyber law တွေထွက်လာတဲ့နောက်တစ်ခုကဟိုဒီထိုင်းနဲ့မြန်မာကိစ္စတွေမှာเนาะ call center မျိုးတွေဖွင့်ထားတယ်အဲ့ဒီတွေ့ကျွန်တော်တို့နေထားထိုင်းတာတွေကတော်တော်ကိုတတိထားပြီးနေထိုင်ကြဖို့လိုအပ်တယ်ကိုကဥပဒေပေါင်တဲ့ကနေထိုင်ဖို့တော့လိုအပ်တယ်ဥပဒေပေါင်ဆိုတော့လက်ရှိထိုင်းနိုင်ငံမှာနေတာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံဥပဒေပေါင်တဲ့ကเนาะနောက်တစ်ခုကကျွန်တော်တို့လာလာဒီငွေရှာဖို့လာတာ ဒါမှမဟုတ်လို့ရှိရင်ယာရီနေထိုင်ခွင့်ရဖို့လာတာနော်တို့ကြရအောင်လဲမြန်မာမျိုးပတ်စံရှိတယ်ဒါပေမဲ့မြန်မာမျိုးကနေလို့မရတဲ့အတွက်ဓမ္မလာပြီးတော့နေထိုင်တယ်အဲ့လိုနေထိုင်မှာကျွန်တော်တို့ရည်ရွယ်ချက်ကနှစ်ခုပဲရှိလိမ့်မယ်အများစုကတော့ပတ်စံရှာဖို့အနှုတ်လို့ဖို့လာတဲ့လူဖြစ်ရင်ဖြစ်မဖြစ်လို့ရှိရင်ဒီမှာလက်ရှိကာလပြည်တွင်းမှာဒီအာနာတိန်းတဲ့စစ်ကောင်စီရဲ့ရုံမှမှုတွေကြောင့်နေလို့မရတဲ့အတွက်ကျွန်တော်တို့ထိုင်းနိုင်ငံမှာခဏတော့နော်လာရောက်ခလုံးနေထိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်အဲ့ရည်ရွယ်ချက်နှစ်ခုကတော့ဒါလူတိုင်းနေပါဖြစ်လိမ့်မယ်တစ်ခုမဟုတ်တစ်ခုညှိမှာပဲ အဲ့ဒီရွေချက်နှစ်ခုကိုပဲဥတည်ချက်ထားပါကျွန်တော်အချာကြွားဝါနာလို့ပြက်တနာရှာမာလို့เนาะကျွန်တော်တောင်းညမ်းမာလို့အချာကိုဘယ်လိုပြောမလဲဖိုက်တာတွေလှုပ်မာလို့ဒါမျိုးတွေကိုဒီကာလလေးမှာကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ခဏလေးလောက်နေပေးပါညိန်ပေးပါကျွန်တော်တို့မှာနောက်ကိုကြည့်လိုက်ကြောပဲရှိပါတယ်ဘာမှမရှိပါဘူးเนาะအခုမင်းအောင်လှိုင်ကဒီကိုထိုင်းအောင်လာမယ်ဒီဘာတွေ ပြောကြအောင်လဲဘာဖြစ်ကြအောင်လဲဆိုတာကျွန်တော်တို့နိုင်ငံအရေးမှာခံမှန်းလို့မရသေးဘူး။ဒါပေမဲ့မင်းအောင်နိုင်ထိုင်းလာမကိစ္စတော့ကျွန်တော်အပါဝင်ဒီမြန်မာပြည်သူအားလုံးမိဘကထိုင်းရောက်ပြည်သူအားလုံးမိဘလုံးဝလက်မခံဘူးဆိုတာဒါကိုထိုင်းနိုင်ငံတာဝန်ရှိတဲ့လူတွေလည်းနားလည်တယ်သဘောပေါက်ကြတယ်။နော်ကိုရဲကကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုလောက်ဒါနားလည်မှုလွဲပြီးတော့ကျွန်တော်တို့တွားရောက်ရှင်းလင်းခဲ့တာတွေရှိတယ်။ဒါပေမဲ့လို့ကိုရဲကပြောသလိုဟုတ်တယ်မင်းအောင်နိုင်လာမအောင်ကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်တွေလုံးဝလက်မခံဘူး။ဒီလိုကောင်မျိုးကိုလူတက်တမအကျံဖတ်တမကိုထိုင်းနိုင်ငံ ခေါ်ဖိတ်ခေါ်တာကိုလည်းကျွန်တော်တို့အနေနဲ့မကြိုက်ဘူးဒါပဲကျွန်တော်ပြောခဲ့တယ်ဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲအကျန်းဖက်လှုပ်ဆော်တာတွေပြီးလို့ရှိရင်တို့ဥပဒေပေါင်းနဲ့အူဆန္ဒပြမယ်ဆိုရင်ဗျာထိုင်းနိုင်ငံမှာဆန္ဒပြမယ်ဆိုတက်ဆိုင်အောင်ခွင့်တင်ရတယ်ကျွန်တော်တို့ကအဲခွင့်တင်ပြီးတော့လူပလျောက်ပြမယ်ဘယ်နေရာမှာပြမယ်ဘယ်အချိန်ပြမယ်နော်ဘာအကြောင်းအရာကိုပြမယ်စသဖြင့်အသေးစိတ်အစီအစဉ်အတိုင်းတင်ရတယ်တင်လိုက်ရင်တို့နိုင်ငံရဲ့ဒီအဓိကတာဝန်ရှိတဲ့လူတွေကနေဒါကိုစီစစ်တယ်အဲဒီဆန္ဒပြပွဲရတယ် အခွင့်ပြုတယ်ခွင့်မပြုဘူးဒါပြန်ဆုံးပြပြီးမှကျွန်တော်လုပ်ပေးတာအဲ့တော့ကျွန်တော်စံနှပ်ပြတင်တာအခုမင်းအောင်နိုင်လာတယ်ဟုတ်တယ်မင်းအောင်နိုင်ငါတို့နိုင်ငံကောင်နော်ဒီကောင်အကြမ်းဖက်နမဒီလာငါတို့မြန်မာနိုင်ငံသွား original အောင်မယ်ပြတင်ကြမယ်သွားလုပ်လို့ရှိရင်ကျွန်တော်တို့ဒါဥပဒေချိုးခေါက်တာပဲဒါမျိုးတွေကိုနားလည်ဖို့အရေးကြီးပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကာလကတော်တော်တော့ခက်ခဲပြင်းမှန်းတဲ့ကာလလုံးတဲ့ကြိုင်တဲ့လူတွေအရန်ခက်ခဲတဲ့ကာလအထူးသဖြင့်ဒီလက်ရှိကျွန်တော်တို့နိုင်ငံရေးဖြစ်ပေါ်နေတဲ့ကာလမှာဟိုကျွန်တော်တို့လိုမျိုးပေါ့နော်နိုင်ငံရေးနဲ့ပတ်သက်နေဆက်သွယ်နေတယ်နိုင်ငံအရေးပေါ့ဗျာနိုင်ငံရေးတော့မဟုတ်ပါဘူး ျွန်တော်တို့အခုလက်ရှိကျွန်တော်တို့လုပ်နေတာဒီနိုင်ငံရေးလုပ်တာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံရဲ့အရေးကျွန်တော်တို့နိုင်ငံမှာလက်ရှိပြည်သူတွေအကြမ်းဖက်ခံနေရတယ်နော်တေကျေပြက်စီးနေတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံအတွက်နော်ကျွန်တော်တို့အလုပ်လုပ်တယ်နိုင်ငံရေးလုပ်တာမဟုတ်တာဟုတ်တယ်နော်အဲ့အတွက်ကျွန်တော်တို့ကသတို့နိုင်ငံမှာရောက်နေတယ်ပြီးသတို့နိုင်ငံဥပဒေတွေကိုလည်းကျွန်တော်ပြန်ပြီးတော့ချိန်ဖြိကတယ်ကြိကတယ်နော်ညှိလာမယ့်အရာတစ်ဖက်ကတိုက်ခိုက်လာမယ့်အရာတစ်ဖက်ကဘာလဲဆိုတော့ကိုကကောင်းမှုလုပ်နေပေမဲ့နော်သတို့နိုင်ငံရဲ့တာဝန်ရှိတဲ့သူအာဒီကောင်ဘာလုပ်နေလဲအာကျွန်တော်ဆိုတာအမြဲတမ်းဖြိနေတာ နော်အဒီကောဘာကောင်ဒီကောဘလို့ဓမ္မဘလို့စတဲ့ဖြင့်မဟုတ်မမှန်တာတွေနဲ့ဆွဆွဲပြီးတော့နော်ပိုက်ခိုက်ခံရှိတယ်အဲ့ဒီပုံမှာတို့အစိုးရတာဝန်ရှိတဲ့လူတွေကလည်းခေါင်းရှုပ်တယ်ဘာလို့ဆိုတော့တစ်ဖက်ကပြောတဲ့စကားမှန်တာမှားလားသူတို့ပြောသူတို့ဒီကလူကတကယ်ပဲဖြစ်နေတာအကယ်သူတို့ပြောသူတို့ဖြစ်နေမယ်ဆိုရင်တော့သူတို့ရှိရတဲ့အတိုင်းဒါသူတို့မှတာဝန်ရှိတဲ့သူတို့အရေးယူပါမယ်အကယ်၍တစ်ဖက်ကပြောသူတို့မဟုတ်ပြန်ရင်လည်းဒီတစ်ဖက်ကိုမဟုတ်တာသွားလို့ရကြမယ်အဲ့တော့သူတို့ဂျားတဲ့ကလူတွေအနေနဲ့ကလည်းတော်တော်ခက်ခဲပြင်းမှန်းအောင်တွေးရတယ် နော်အဲ့တော့ကျွန်တော်တို့တွေဒီကာလမှာအေးအေးဆေးဆေးနေထိုင်ကြပါလို့ပဲမြစ်တာရက်ခံကြမှာလဲကဲငနေလှုပ်လိုက်တယ်တော့လည်းတစ်ခွက်တော့တော့တော့မူသွားပြီနော်အခြားဘယ်နေရာတွေမှာလှုပ်ကြနေတယ်ဒီကွန်မန်းအောက်မှာလာရွေးသွားပါဒီမှာတော့မဟာဆိုင်မှာတော့တိုက်တို့လှုပ်ယုံတော့လှုပ်တယ်ပြီးသွားတာပေါ့နော်ချင်းမိုက်မှာတော်တော်ကျန်းနေတယ်ဘာလို့ဆိုတော့ကျွန်တော်နဲ့အဲ့ရကျွန်တော်တို့ညီတယောက်နဲ့စကားပြောနေတဲ့အချိန်မှာဖုန်းထဲကိုဝင်တဲ့အတန်တော့ကောင်း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 ဖြစ်နေတယ်ဒါကြောင့်မလို့ငလင်ရတော့တော်တော်ကြောက်ပါလေ2003မှာလှုပ်ခဲ့တဲ့ငလင်ကျွန်တော်3ရက်လောက်မူခဲ့ရပါတယ်နော်အဲ့တော့ ဘန်ကောက်လိုနေရာမျိုးမှာလှုပ်မှာဆိုမတော်လို့အခုတော့မှဘာကြီးကြားအောင်လဲမသိဘူးလမ်းတွေတရားကြီးအဆောက်အအုံတွေနော်မတည်သေးဘူးပေါ့နော်ဒါအခုဒါအဝင်းကလေးလှုပ်လာဆိုတော့အကြိမ်ကြားမှာဆိုကျွန်တော်ဘန်ကောက်လိုနေရာမျိုးမှာအမြဲတွေးနေနေတော့ကျွန်တော်ဘန်ကောက်မှာနေခဲ့တာများတာပေါ့ငါထင်တယ်လှုပ်မှာဆိုရင်တော့ငါတိုက်မှာရှိတဲ့အချိန်ဘလို့ပါဘောက်ကျွန်တော်နေတဲ့တိုက်ကအထက်တိုက်ကြီးကြီးကိုဟိုငါလမ်းဘေးရောက်နေတဲ့အချိန်လှုပ်ပါလို့အမြဲပြောဘောက်ဆိုတော့ဘန်ကောက်တိုက်တည်းလှုပ်လိုက်ရင်တွားပြီအခုတော့မှဘာကြီးကြားအောင်လဲမကြားပါစေနဲ့လို့ပဲဆုတောင်းပေးပါတယ်အားလုံးပေးရန်ကင်းကွာကြပါစေ